ာနာချောင်းနဲ့အန်ကွန်ကိုတိုင်းရိုက်လဲထက်လောက်ရမယ်ဆိုရင်ချဲစီဘက်ကနေနော်ပရိသတ်အလုံးဝမိန်လာပါဗျာ blue line king ကနေပြန်လဲကြိုးလိုက်ပါရင်ဒဲ telegram နဲ့ dash stand နဲ့အပါဝင်သတင်းဌာနတွေကချဲစီနဲ့မန်ယူဟာဂါနာချောင်းနဲ့အန်ကွန်ကိုတိုင်းရိုက်လဲထက်လောက်ဖို့စဉ်းစားနေတယ်လို့ဖော်ပြလာခဲ့ကြပါရင် အမော်ရင်ကဂါနာချိုကိုတင်းကထွက်ဖို့တိုက်တွန်းခဲ့ပြီးဂါနာချိုကဥရောပဖိုင်နယ်နဲ့ရာသီအကုန်ပရီးမီးယားလိပွဲတွေမှာအသင်းနဲ့မပါခဲ့ပါဘူး။ဘန်ကဂါနာချိုရဲ့ပြောင်းရွှေ့ခြေကိုပေါင်တန်း60ကနေ90ကျားသတ်မှတ်ထားပါရင်အန်ကုန်ကူကတော့2023ခုနှစ်မှာလိုက်စက်ကနေချဲစီတင်းကိုပြောင်းရွှေ့လာခဲ့ပေမဲ့ဒဏ်ရာကြောင့်တရားဒီလောက်အနားယူခဲ့ရသလိုမာရက်စကာရဲ့လက်အောက်မှာတော့ပုံမှန်နေရာများရှိခဲ့ပါဘူး။အန်ကုန်ကူဟာနံပါတ်10နေရာမှာကောင်းစွာကစားနိုင်သူဖြစ်ပေမဲ့ပါမားကိုမကျော်နိုင်တာကြောင့်ပွဲထွက်ခွင့်မရခဲ့ပေ။မယန်ကုန်ပေါ်မှာပဲချိန်ပြုံးခဲ့ရပါတယ်။ဂါနာချဲအတွေ့အကြုံငယ်ရဲ့သေးတာဖြစ်လို့ချဲစီအတွက်အကျိုးရှိစေနိုင်တယ်လို့မယ်ကစားသမားတွေကလည်းမယူမာတာဖွင့်မင်းကအဖေခေါ်ရလောက် ောင်ခြေစွမ်းတဲ့အုံနောက်မျိုးဖြစ်နေကြပါမယ်။တခြားအသင်းတွေစီကိုရောက်ရှိသွားခဲ့ရင်တော့အသင်းပေါင်းမတက်ကစားပေးတဲ့ကြတာရှေ့မှာလဲဆန်ဂျိုရက်ဖိုးတို့ကတက်တဲ့အထင်ရှားရှိပါတယ်။ဂါနာဂျိုအားလာလာရှိတဲ့ကောင်လေးတယောက်ဖြစ်ပေမဲ့လည်းသူ့ရဲ့ဆုံးဖြတ်ချက်ချမှုနဲ့ပုံမှန်စွမ်းဆောင်ရည်မှာအားနည်းချက်ရှိပါတယ်။ခြေစွမ်းပိုင်းလည်းမတည်ငြိမ်သလိုစိတ်လက်ပိုင်းလည်းမတည်ငြိမ်ပါဘူး။ဝေဖန်ခံရမှသာထားထအကောင်းပြတတ်တာဖြစ်ပြီး ချိန်တွေမှာတော့ကာနာချိုကထုံးစံအတိုင်းအုံနောက်ပါတဲ့ကစားဟန်နဲ့ပေါ်ပင်လုံးတရေကောင်းဖြစ်ကျင်တဲ့ကစားဟန်မျိုးကိုသာပြုလုပ်တတ်ပါတယ်။အားကြောင့်ကျွန်တော်ကတော့အန်ကွန်ကူနဲ့ကာနာချိုရဲ့ဓာတ်ရဲ့အလဲထက်လုံးမဲ့ဆိုတဲ့ကိစ္စအပေါ်မှာသဘောမတူပါဘူး။အန်ကွန်ကူနဲ့အပိသက်စကားဖက်ပြောပြီးဆက်နေကျင်သေးတယ်ဆိုရင်ဆက်နေကွင်းပေးတင်ပါတယ်။တကယ်လို့သွားကျင်တဲ့ပါဆိုရင်တော့မွေသားနဲ့ဝယ်ယူမဲ့အသင်းလေးစီကိုသာရောင်းချတင်တယ်လို့မြင်မိပါတယ်။ကာနာချိုနဲ့ဓာတ်ရဲ့အလဲရမယ်ဆိုရင်တော့ဒါချင်းစီတွက်နေတာရပါတယ်။ဂျိုထောင်ကျင်တဲ့ကောင်လေးတွေကထင်းရတာတော့ခက်ပါတယ်။ပေးတဲ့များကဘယ်လိုများမြင်မိကြပါလဲ။ကာနာချိုနဲ့အန်ကွန်ကူအလဲထက်လုံးတင်ရလားပြောပြခဲ့ကြပါဦး။